မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မြင်းလင်းသတင်းကိုဖော်ပြပေးခြင်းပါတယ်2025ခုနှစ်စက်တင်ဘာ30ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9:30မိနစ်12စက္ကန့်အချိန်မှာတော့တမိုးမြင်းလင်းစခန်းကနေအရှိအရှိတောင်ဘက်52မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ဖားပြင်းမြို့ရဲ့အရှိတောင်ဘက်14မိုင်ခန့်ကွာမြောက်လက်တီကျူ24.13ဒီဂရီအရှိလောင်ကြီးကျူ64.95ဒီဂရီအနက်65ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အားတွေ ာစကေး၄.၉အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေနဲ့တက်ကူလှုံရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မူလဝတ္ထနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လဲလေပွေလိုင်းအခြေအနေသတင်းအမှတ်စဉ်စက်နှစ်မြင်ဆောင်2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်စက်တင်ဘာ30ရက်နေ့ဒီနေ့မှာစံတော်ချိန်မွန်တက်12နာရီချိန်ထုတ်ပြန်ကြမှာတော့ လေဝေလိုင်းအခြေအနေဟာဒီနေ့မှစံတော်ချိန်မနက်7:00နာရီခွဲချိန်တိုင်းထွားချက်တွေရလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနှင်းဆက်ဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့လေဖိအားနယ်စင်ကတော့အနောက်အနောက်ဘက်ကိုရွေးရှားခဲ့ပြီးတော့မြန်မာနိုင်ငံရှမ်းပြည်နယ်နဲ့ကယားပြည်နယ်မှာလေဝေလိုင်းအဖြစ်အာရုံသွားခဲ့ပါတယ်နောက်၁၂နာရီအတွင်းခံမှန်းကြမှာတော့အဆိုပါလေပွေလိုက်ဟာအနောက်အနောက်ရောက်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့နောက်၁၂နာရီအတွင်းမှာတော့မြန်မာနိုင်ငံနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းလိုက်ဒေသကြီးအောက်ပိုင်းတွေကိုဆက်လက်ရွေ့ရှားနိုင်တယ်လို့ ခံမှန်းထားပါရယ်သတိပေနှိုးစော်ချက်အနေနဲ့ကတော့အဆိုပါလီဝေလိုက်ရဲ့အစဉ်ကြောင့်ပဲဒီနေ့မနက်ကနေတရက်ဆယ်လာ2025အတွင်းနေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမိုးထစုံရွာသွန်းပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအီရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ် ယ်၊ကရင်ပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါမယ်။မြမကန်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တစ်ခါတည်းရမိုးသက်လေပြင်းကြရပြီးလှိုက်ကြည့်ပါမယ်။ မိုးတက်လေပြင်းကြဆင်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်တိတိုက်ခတ်ပါမယ်။လှိုင်းမြင့်ဟာမြမကန်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းမှာဆယ်ပင်ကနေစစ်နှက်ပင်ကရှိပါမယ်။ဒါကြောင့်လေဝေလိုင်းရဲ့အရှင်ကြောင့်မိုးသည်ထန်စွာရွာသွန်းနာရီနဲ့အတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးချိုပြစ်တာလျှက်စိလက်တာမိုးတိကျတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရနယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင်းငယ်ချောင်းငယ်အနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုနိုင်ဖို့နဲ့ပြည်တွင်းလေကြောင်းပြန်တတ်ရင်မြမကန်ရန် န်တက်လျှောက်တဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကံဝေငါးပန်းရင်နဲ့တင်းမောတဲ့အနေနဲ့လေကြိုတင်သတိပြုနိုင်မှုသတိပေးလို့ဆိုလာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုဖော်ပြပေးကြပါမယ်2025ခုနှစ်စက်တင်ဘာ30ရက်နေ့ဒီနေ့မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရစစ်တောင်းမြေဟာတောင်မျိုးမှာရင်းမျိုးရဲ့စွန့်ရင်မတ်တပ်ကိုပေဝက်ခံကြော်လွန်ပြီးတော့နောက်တစ်ရက်တွင်မှာပေဝက်ခံမြင့်တက်လာနိုင်ကရင်းမျိုးရဲ့စွန့်ရင်မတ်တပ်ဆက်လက်တရှိပါမယ်ဒီနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရစစ်တောင်းမြေဟာမရမျိုးမှာရင်းမျိုးရဲ့စွန့်ရင်မတ်တပ်ကိုတပေကန်းကြော်လွန်ပြီးတော့နောက်တစ်ရက်တွင်မှာနှလမခံမြင့်တက်လာနိုင်ကရင်းမျိုးရဲ့စွန့်ရင်မတ်တပ် ဆက်လက်တည်ရှိပါမယ်။ဒါကြောင့်တောင်မျိုးနယ်နဲ့မရမျိုးအတွင်းမှာရှိတဲ့မြစ်ကန်လေးနဲ့မြင်းနေပိုင်နေထိုင်သူတွေအနေနဲ့ရေဘဲလွတ်တဲ့နေရာတွေကိုရှောင်ရှားနိုင်ဖို့သတိပေးလို့ဆိုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ရင်းနံကျောင်းမှာရေကြီးပြီးတော့နေအိမ်တချို့ပြည့်စည်တဲ့ကြောင်းဖော်ပြပေးကြပါမယ်။မကွေးတိုင်းရင်းနံကျောင်းမြို့မှာတော့မိုးများပြီးတော့စက်တင်ဘာ28ရက်ကစလို့ရေကြီးတာကြောင့်ပဲလူနေအိမ်တွေပြည့်စည်တာနဲ့မြေပြိုတာတွေဖြစ်တာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ရေကြီးတာကြောင့်တပြည်တန်းရက်ွက်မှာဆိုင်ကယ်တွေမျောပါတဲ့အပြင် ပင်ဝကျွမ်းမာလည်းပဲမြေပြိုလို့ဒေသခံတွေတရားလုံးရှေ့ပြောင်းခဲ့ရတယ်လို့လည်းသိရပါပါတယ်ရှင် ဆက်လက်ပြီးတော့တိုင်ဖုန်းမုန်တိုင်းကြောင့်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းမှာမိုးများနိုင်တဲ့ကြောင်းဖော်ပြပေးကြပါရစေ။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဖူအားလိုင်းကတော့ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနယ်ဇက်ကိုဖြတ်ပြီးတော့မြန်မာနိုင်ငံကိုအပူပိုင်းမုန်တိုင်းရဲ့လေဖိအားနဲ့ရောင်းအဖြစ်နဲ့ဆက်လက်ရွေ့ရှားနိုင်ပြီးတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းမှာတော့မိုးများနိုင်တယ်လို့သတိပေးပါရစေ။လက်ရှိမှာတော့တိုင်ဖုန်းမုန်တိုင်းဖူအားလိုင်းကတော့ဗီယက်နမ်ကမ်းခြေကိုစက်တင်ဘာ28ရက်ကဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတော့ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့လာအိုနယ်ဇက်ကိုရောက်ရှိနေပြီလို့မလို့တာပညာရှင်တွေကဆိုပါရစေ။မုန်တိုင်းကအနောက်အနက် မ်းမဖက်ကိုဆက်လက်ရွေးရှားပြီးတော့ရှမ်းပြည်နယ်အစီပိုင်းကိုမွန်တိုင်းအကျဉ်းချံလေဖိအားနဲ့ရောင်အဖြစ်ရောက်ရှိလာပြီးတော့နေရာကွက်ပြီးတော့မူကြီးနိုင်ပါတယ်။တောင်ဆောင်နေရာတွေမှာမိုးများနိုင်တဲ့အတွက်လည်းပဲ တောင်ကြီးရေတည်တာကြဖို့လိုတယ်လို့ဆိုပါရယ်မွန်တိုင်းအကျွမ်းကြံစောင့်ဝင်မဲ့ရှမ်းပြည်နယ်ရှိပိုင်းရှမ်းပြည်နယ်တောင်ပိုင်းမှာတော့မိုးမများနိုင်ပေမဲ့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကိုဆက်လက်ရွေးသွားပြီးတော့မိုးများနိုင်တယ်လို့လည်းသိရပါရယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာတော့မိုးများနိုင်တဲ့အတွက်အေရီမြစ်နယ်ချင်းတွင်းမြစ်ရေကလည်းမြင့်တက်လာနိုင်ပြီးတော့ကုန်းမြစ်ဒေသတွေမှာမြေပြိုမဲ့အနေနဲ့တည်ထားကြဖို့မိုးလဝသပညာရှင်တွေကတည်ပေးထားပါရယ်မိုးလဝသတုတေတီအွန်လိုင်းကတော့အပေါ်ပိုင်းမှာမြစ်ကြီးနားကနေတက်လာနိုင်တဲ့စကိုင်း ိုင်းအထက်ပိုင်းတွေရွေးနိုင်တယ်ဒါတွေဟာစက်တင်ဘာ30ရက်အောက်တိုဘာ1ရက်2ရက်အတွင်းဖြစ်မှာပါမြကြီးနားနယ်အထက်ဘက်မှာတော့မိုးများနိုင်တယ်စကိုင်းတိုင်းရဲ့အထက်ပိုင်းတွေမှာမိုးများနိုင်တယ်မိုးများမယ်ဆိုတော့ကချင်းတွင်းမြေရည်နဲ့အေရာရည်မြေရည်ကခဏတော့တလာနိုင်တယ်မြေရည်ကြီးမဲ့အထိတော့မိုးများနိုင်တဲ့အနေအထားမရှိပါဘူးလို့ဆိုပါတယ်မွန်တိုင်းအကျဉ်းချံကြောင့်မိုးများနိုင်မယ်ကချင်းပြည်နယ်နဲ့စကိုင်းတိုင်းဟာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာကြောင့်ပြည်သူသိမ်းတဲ့ခြေကလည်းစစ်ဘေးရှောင်နေကြရတဲ့ဒေသတွေဖြစ်ပါတယ် ဆက်လက်ပြီးတော့တိုင်ဖွန်မုန်နိုင်ဘူဝါလိုင်းရဲ့တည်ရောက်မှုကြောင့်သတိပြုရမယ့်ပြည်နယ်နဲ့တိုင်းဒေသတွေကိုဖော်ပြပေးကြပါမယ်။စက်တင်ဘာ28ရက်ည10:00နာရီမိနစ်20မှာတိုင်ဖွန်မုန်နိုင်ဗဟိုဘီနန်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်အော်တိုဘာ10ရက်နေ့မနက်2:30နာရီမိနစ်30ဒီမြန်မာပြည်မှာနေရာအနှံ့ပြားမိုးရွာသွားနိုင်ပြီးတော့နေရာကွက်ပြေမှုများပါမယ်။၂024ခုနှစ်တိုင်ဖွန်မုန်နိုင်ရာကီမုန်နိုင်အကျဉ်းချန်နေလောက်မိုးများနိုင်ခြင်းမဖြစ် ရေကြီးရေရှမ်းခြင်းဆိုရစွာဖြစ်ခြင်းမရှိနိုင်ပေမဲ့စက်တဘာ28ရက်နေ့လယ်2:20မိနစ်20ကခမ်းမန်းကျက်ရအရှိဘက်ကဘေနန်ကမ်းခြေကိုစက်တဘာ28ရက်ညပိုင်းမှာဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်အနောက်မြက်ဘက်ကိုဆက်လက်ရွေးရှားလာမှာဖြစ်ပါတယ်။အရွယ်စားအချင်းမိုင်300ကျော်နဲ့ကတ္တကိုရီဝမ်အစင်ရှိနေတဲ့တိုင်ဖုံးမုန်တိုင်းဖူအလိုက်ရဲ့အကျဉ်းချန်လေးလေးဝေးလိုက်နေတဲ့စက်တဘာ30ရက်နေ့မှာဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့ နေဝယ်လိုင်းကဘင်္ဂလားပင်လယ်ကိုအလဲပိုင်းကိုရွေရှားပြီးတော့ပုံမှန်အားကောင်းလာမဲ့လေပြင်းအားနဲ့ရောင်းအောင်အချိန်တက်ရောက်မှုတွေကြောင့်ပဲရခိုင်ပြည်နယ်မြို့ဝကျော်ပေါ်ကာယုံတန်းဒေသတွေနဲ့မွန်တရင်းနိုင်ကံရန်တက်လျှောက်မှာတော့စက်တင်ဘာ29ကနေအောက်တိုဘာ2ရက်တွင်မုသက်လေပြင်းကျရောက်ပြီးလှမ်းကြည့်ပါမယ်မတော်လေပြင်းကြောက်စဉ်လေပြင်းဟာတနာရီမိုင်30ခန့်တိုက်ခတ်ပြီးတော့လိုင်းပြင်းဟာ9ပြီကနေ10ပြီခန့်တည်ရှိပါမယ်။ဒီကာလအတွင်းမှာတော့ပင်လေပြင်းခရီးသွားတာနဲ့ ရေလုံသားတွေပင်လယ်ကိုထွက်ခွာတာတွေကိုရှောင်ကျဉ်သင့်ပါတယ်။အရာရီတိုင်းပဲခူးတိုင်းချင်းပြည်နယ်ကချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ကယားပြည်နယ်ကရင်ပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်သတင်းနိုင်တိုင်းသတင်းနိုင်တိုင်းနဲ့ရောင်တိုင်းမှာတော့9ရက်တွင်မူရီချင်းဟာလေးလက်မကနေရှလမထက်တီဒေသလိုက်ရွာသွန်းရရှိပါတယ်။မကွေးတိုင်းမှာတော့မိုးရွာသွန်းမှုညောင်းနေနိုင်ပြီးတော့9ရက်တွင်မူရီချင်းဟာ3.5ခွန်လက်မကနေ3.5လီလက်မကန်ရွာသွန်းပါမယ်။ မကွေးတိုင်းအတွင်းမှာတော့နေရာကွက်ပြီးမိုးသက်ထနိုင်တဲ့အခြေအနေကိုသတိပြုဂရုစိုက်ရမယ်လို့လည်းဆိုပါတယ်။ဒီကာလအတွင်းမှာတော့စက်တင်ဘာ29ရက်ကနေအောက်တိုဘာ5ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးသက်ထနိုင်တာတောင်ကျချောင်းရီကျဆင်းမှုကြောင့်ရုတ်ချီးရေကြီးနိုင်တာမြည်ရီစစ်တောင်းမြစ်နယ်တန်လွင်မြစ်မြည်ရီမြစ်တက်လာနိုင်တာတွေကိုသတင်းချက်လက်ရရှိတာနဲ့တင်ပြပေးနေမှာဖြစ်လို့မလို့တာအခြေအနေသတင်းတွေကိုမပြတ်စောင့်ကြည့်ဖို့လည်းပဲအသိပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့အချင်းပြတ်ခြားစားတာကြောင့်ဆွဆွဲချက်တွေနဲ့တရုတ်ဆိုင်ပြည်ရေးဝန်ကြီးဟောင်းထေတန်ချမှတ်ခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။တရုတ်ဆိုင်ပြည်ရေးဝန်ကြီးဟောင်းထရန်ကျန်ကိုအချင်းပြတ်ခြားစားမှုဆွဲချက်တွေအတွက်စက်တင်ဘာ28ရက်မှာထေတန်ချမှတ်လိုက်ပြီးဖြစ်ကနှစ်နှစ်ရွှေဆိုင်ခွင့်ပြုလိုက်ပါတယ်။ထရန်ကျန်ကတော့2000ခွန်ကနေ2024ခုနှစ်အတွင်းယွမ်ငွေ268တန်းကျော်တန်ဖိုးရှိတဲ့ငွေသားနဲ့ပစ္စည်းဥစ္စာတွေကိုလက်စားခဲ့တယ်လို့ကြီးလင်ပြည်နယ်မှာရှိတဲ့ရုံးတော်ကထုတ်ပြန်လာပါတယ်။ ရုံးတော်ရဲ့စင်ကြမ်းမှာလက်စားမှုတွေကတိုင်းပြည်နယ်လူလူရဲ့အကျိုးစီးပွားတွေကိုများစွာထိခိုက်တဲ့အတွက်သိဒဏ်ပေးဖို့လိုတဲ့အကြောင်းဆိုထားပြီးထရန်ကျန်ကသူ့ရဲ့အပြစ်တွေကိုဝန်ခံကနောက်လာရဖို့ပြခဲ့တယ်လို့ဆိုပါတယ်။ထရန်ကျန်ကတော့အရင်ကအနောက်မြောက်ပိုင်းကမ်းစုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုအဖြစ်ကွယ်ရှိကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ဒီမတိုင်ခင်ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်တဲ့လီရှန်ပူနဲ့ဝေဖုံးဟယ်တို့ကလည်းပဲအာရီလိုက်စားမှုနဲ့စစ်စစ်အပြစ်ပေးခံခဲ့ရပါတယ်။ လီရှန့်ဖွန်ကတော့တာဝန်သက်တမ်း9လမှာယာရုကဖေရှားခံခဲ့ရပါတယ်။ဝေဖန်ရေးသမားတွေကတော့သမရရှင်ကြည်ပြင်းရဲ့အားရလိုက်စားမှုတိုက်ဖြတ်ရေးစီမံချက်ကနိုင်ငံရေးပြိုင်ဘက်တွေကိုတုတ်တဲ့မဲ့အာဏာမျိုးလို့ရှုမြင်နေကြပါတယ်။